မန္တလေးတိုင်းအတွင်းမှာတင်စီထားတဲ့လယမြေကိစ္စတွေဟာနောက်အစိုးရအသစ်လက်ထက်အထိဖြေရှင်းရနိုင်တယ်လို့လယမြေစီမံခန့်ခွဲရေးစီရင်အင်းဦးစီးဌာနကပြောဆိုပါတယ်ဒီသတင်းကိုတော့တာယာကပေးပို့ထားတာပါရှင် တက်မတော့စက်မှုဇုံအတွက်မြေပုဂ္ဂလိကစိုက်ပျိုးမြေအဖြစ်သိမ်းဆည်းထားတဲ့လေယာမြေတွေကိုပြန်လည်ပေးအပ် ဖြည့်ရှင်းဖို့ကလက်ရှိအစိုးရလက်ထက်မှာမပြည့်စည်ပဲနောက်အစိုးရတင်လက်ထက်အထိဖြည့်ရှင်းရနိုင်တယ်လို့လေယာမြေစီမံခန့်ခွဲရေးစည်ရင်းအင်ဦးစီးဌာနကပြောပါတယ်ဒါတွေကတော့ဖြည့်ရှင်းပေးရမှာတော့ကျွန်တော်တို့ဒီအစိုးရတက်တန်းမဟုတ်လဲနောက်တက်တန်းနေလဲဆက်ပြီးတော့ဖြည့်ရှင်းပေးမှာဟိုတိကနေရက်သွားတော့မရှိပါဘူးကူးကူးမှာပဲဗျာဘာလို့မြေကိစ္စရတော့မပြတ်ဘူးရဲ့ ရင်သမားကျွန်တော်တို့ကအစိုးရရဲ့ခက်ခါလာကြောင်းလည်းမဟုတ်ဘူး။နော်လူတွေရှိနေတဲ့ရေးကဘာလို့မြေရှိမှာမလေးတိုင်းအတွင်းမှာတင်းစည်းလေရမြေဧကကစရင်အတီးကြမတီအောင်မြပြနေပြီးတမတော်နဲ့ပုဂ္ဂလိကစိုက်ပျိုးမြေတချို့ပြန်လည်ဆွလွတ်တာလည်းရှိခဲ့ပါတယ်။လေယာမီစုံစမ်းဖော်တိုစစ်စေးကော်မရှင်ကကဏ္ဍအလိုက်အပိုင်းခွဲက15ပိုင်းလောက်ဆောင်ရွက်နေစေရှိပြီးမန္တလေးတိုင်းမှာလေယာမီပြန်လည်ဆွန့်လွတ်တဲ့ဧကပေါင်းကအပိုင်းရှိရသည့် 1150ဒသမ366အေကသာရှိပါတယ်။မန္လီတိုင်းလွတ်တော်ဒူရကထာကဒီလိုတိမ့်စီလေရမြေပြဿနာတွေကို ပထမလွတ်တော်သဒ္ဒန်အတွင်မှာမဖြေရှင်းနိုင်သေးလို့အားမရတာရှိနေတဲ့အကြောင်းကိုလည်းဆိုပါရစေ။နိုင်ငံလုံးမှာဖြစ်နေတဲ့ဒီအကိစ္စဒီအကိစ္စဒီအရတော့ဥပဒေနဲ့ဒီဆောင်ရွက်ဖို့ဒါထိုက်တဲ့အချိန်ကာလကြီးပါတော့။အဲ့ဒီအချိန်ကာလကိုဒါဆောင်ပြီးတော့လုပ်နေရတဲ့အတွက်ဒါချက်ချင်းကိုပြည်သူတွေလူချင်းနဲ့အနေထားအတိုင်းတော့ ဖုံးဝဲပြနေတယ်ရှိပြီမန္တလေးတိုင်းမှာသိသိလေရမြေပြန်လဲဖော်ထုတ်ပေးဖို့အတွက်တိုင်ကြားစာပေါင်း156မှုရှိခဲ့ပါတယ်။သိသိမြေလေရမြေအများဆုံးရှိခဲ့တာကမြင်းကြံခရိုင်နဲ့ပြုံးလင်ခရိုင်တွေဖြစ်ပါတယ်ရှင်။ကျွန်မကတာယာပါရှင်။